ချက်တော်တရချေဓမ္မမိတ်ဆေပေါင်းတို့မင်္ဂလာပါယခုလောမင်္ဂလာရှိသော နေတူးနေမြတ်ဖျားပေးတဲ့ကောင်းကြီးပေးတဲ့နေ့တင်မှာတင်းတို့အားလုံးစိတ်ရောကိုယ်ပါရှင်လန်းချမ်းမြေ့ကြပါစေချစ်တက်မိတ်ဆေပေါင်းတို့ဒီကနေ့မှလည်းပဲချစ်တက်မိတ်ဆေတို့ကိုအားပေးခြင်းနဲ့အဓိကသတင်းစကားကတော့ထာဝရဖျားအားချီးမွမ်းကြလောထာဝရဖျားအားချီးမွမ်းကြလောချစ်တက်မိတ်ဆေပေါင်းတို့ဖျားသခင်ကကျွန်တော်ပုံမှာအလွန်ကောင်းမြတ်တယ်ဖျားကကျွန်တော်ကိုအလွန်မှပင်ချစ်တယ်ထာဝရမေတ္တာနဲ့ကျွန်တော်ကိုချစ်တယ်ဖျား ဒီချစ်တဲ့ဘုရားသခင်ကလည်းပဲကျွန်တော်တို့ကိုနေစဉ်နဲ့ဒူဝကျွန်တော်တို့ကိုအမြဲစောင့်ရှောက်တယ်၊ကြွယ်ကာပေးတယ်ကျွန်တော်ကိုဖေးမတယ်လမ်းပြတယ်ဒီအတွက်ကြောင့်လည်းပဲကျွန်တော်2025ခုနှစ်လုံးပါအခက်အခဲတွေပြဿနာတွေဒုက္ခတွေဒီရင်ဆိုင်ရတဲ့ဒီဆင်းရဲမှုတွေကြားတဲ့ကနေမှဘုရားကကျွန်တော်ကိုလမ်းပြခဲ့တာလေဒီနေ့ဒီချိန်ခါလေးကျွန်တော်အသက်ရှင်ခွင့်ရတယ်ဒီနေ့ဒီချိန်ခါလေးကျွန်တော်အားလုံးဝမ်းမြောက်ခွင့်ရတယ်ဘုရားသခင်ကိုဘုရားသခင်ရဲ့အလင်းတရားသတင်းစကားကိုလည်းပဲနားတော်တာဆင်ခွင့်ရတယ်အဲ့ဒီတော့ဝမ်းမြောက်ပါ ချစ်တဲ့မိစေပေါင်းတို့အခက်ခဲတွေကြားတဲ့ကနေမှကျွန်တော်ကိုဘုရားကမဆတာလေချစ်တဲ့မိစေပေါင်းတို့သူတော်ဘာတွေငလျင်ဘေးကြောင့်ဒုက္ခတွေအကြီးအကျယ်ခံစားရတယ်သူတော်ဘာတွေခရီးသွားရင်းနဲ့အဆီတင်ကြောင့်အမျိုးမျိုးပျက်စီးဆုံးရှုံးမှုတွေခံစားရတယ်စိတ်တောကတွေရောက်ကြတယ်သူတော်ဘာတွေတဘာဝဘေးကြောင့်ဒုက္ခတွေအကြီးအကျယ်ရောက်ကြပြီးတော့အိုးမဲအိမ်မဲတွေဖြစ်ကုန်ကြတယ်သူဘာသူတော်ဘာတွေစစ်ဖေးစစ်တန်တွေကြောင့်လူတွေရာတို့ရှင်အမျိုးမျိုးဒုက္ခတွေရောက်ကြတယ်ဒီနေ့ချစ်တဲ့မိစေပေါင်း သင်ရလို့ရှိရင်အဲ့ဒီဒုက္ခတွေကြားတဲ့ကနေမှာလို့ရှိရင်မြင်ဒုက္ခတွေကိုမြင်ပြီးတော့ကြားပြီးတော့တွေ့နေရတော့ညာလည်းပဲအဲ့ဒီဒုက္ခတွေကြုံဆုံနေရတဲ့အထဲမှာသင်မပါဝင်ဘူးပါရင်တောင်မှယနေ့ထိအသက်ရှင်ခွင့်ဘုရားကပေးထားတယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့ကျွန်တော်အားလုံးကလို့ရှိရင်ဘုရားရဲ့ဂုဏ်တော်နာမတော်တည်အလွန်ကြီးမြတ်ပါတယ်ကိုတော်တည်ကျွန်တော်ကိုချစ်တယ်ကိုတော်တည်ကျွန်တော်ကိုမစွန့်ပစ်ဘူးကိုတော်တည်ကျွန်တော်တို့အပေါ်မှာလို့ရှိရင်တကယ်ကြိုးစိုက်တဲ့ဘုရားပါလားဆိုတော့ကိုယနေ့ကျွန်တော်ကလို့ရှိရင် ဖယားကိုတကယ်ကျေးဇူးတင်ချီးမွမ်းဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်။ဒါကြောင့်စာလံ150အပိုင်းငယ်6ကိုကြည့်တဲ့အခါမှာအသက်ရှိသောသူအပေါင်းတို့သည်ထာဝရဘုရားကိုချီးမွမ်းကြလော။ဟာလေလုယာတဲ့နော်။ဒါကြောင့်အသက်ရှိသောသူအပေါင်းတို့သည်ဆိုတော့ထာဝရဘုရားကိုချီးမွမ်းပါတဲ့။ချစ်တဲ့မိစေပေါင်းတို့ကျင်းငဲ့တာရကလေးတွေတောင်းပါအသက်ရှိတဲ့အခါမှာသူတို့တွေလည်းပဲတခါတဲ့မနဲ့မိုးလင်းတာနဲ့သူတို့ဝမ်ပန်းတတာနဲ့ဖျားပေးတဲ့နေရက်တက်မှာသူတို့အားလုံးပြန်노ထပြီးတော့ အတံပဏံလေးနေပြုတ်ပြီးမှဝမ်းမြောက်စွာနဲ့တို့အားလုံးကစကြက်ရှာကြတာဖြစ်တယ်။သွားကြပြန်သွန်းပြန်တန်းကြတာဖြစ်တယ်။ချစ်တဲ့မိစေပေါ့နော်။ဒါကြောင့်ဒီနေ့ဖျားဖန်ဆင်းထားတဲ့ဒီတရဝါလေးတွေကတောင်းမှဖျားကုံတော်ချီးမွမ်းရမှာတည်တယ်ဆိုရင်ယနေ့သင်သည်အသက်ရှိသောသူအပေါင်းထဲမှာပါတဲ့အတွက်ကြောင့်အထုသဖြင့်သင်အရေးကြီးဆုံးချက်ကိုမမေ့ရဘူး။အဲ့ဒီမမေ့တဲ့အရာကတော့ပထမဦးစားပေးလောက်ရမရသည်ဖျားသခင်ရဲ့ဂုံကြီးစတော်ကိုကျွန်တော်အားလုံးက အတူတကွအာရပါရချင်းမှန်းချင်းမှုအမြဲပြုတ်ပြီးတော့ကျွန်တော်အသက်ရှင်သွားလာနေထိုင်ဖို့ရန်အတွက်အလုံးမပင်အရေးကြီးပါတယ်။ဒါမြတ်ကပင်ချစ်တမိတ်ဆေပေါင်းတို့ဟေရှားနဂရကြခန်းကြီး25အပိုင်ငယ်1ကိုလည်းပဲဖတ်ပြခြင်းပါတယ်။ဟေရှားနဂရကြခန်းကြီး25အပိုင်ငယ်1မှာလည်းပဲအိုးထာဝရဖျားကိုတော်သည်အကျွန်ုပ်၏ဖျားသခင်ဖြစ်တော်မူ၏။ကိုတော်ကိုမြောက်စားပါမည်။နာမတော်ကိုချီးမွမ်းပါမည်။ အံ့ဖွယ်တော်အမှုတို့ကိုပြို့တော်မူပြီးရှေးအကြံတို့သည်မရွေ့တစ္ဆာနှင့်မြဲမြံကြပါ၏ချစ်တဲ့မိစေပေါင်းတို့ဒါကြောင့်ဖခင်သခင်ကိုကျွန်တော်အားလုံးကစိတ်လန်လုံးတဲ့ကနေမှလုံးဝကျွန်တော်ကတကယ်ပဲစိတ်ပါကိုပါနဲ့မလိုရမလဲကိုယ်တော်ကိုကျွန်ုပ်ချီးမွမ်းပါမည်။အိုးထာဝရဖျားကိုတော်သည်ကျွန်ုပ်၏ဖျားသခင်ဖြစ်တယ်။ဒီနေ့ဖျားသခင်ကကျွန်ုပ်ရဲ့ဖျားကျွန်ုပ်ကိုးကွယ်ရမယ့်ရှင်သခင် ျွန်ုပ်ယုံကြည်ကိုးစားရမယ့်အရှင်သခင်ဖြစ်တယ်ကျွန်ုပ်ခိုးလုံရဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်ုပ်ကိုယ်တိုင်ကခံစားပြီးမှဖခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုမြင်အောင်ပြီးတော့ပြန်ပြီးတော့ချီးမွမ်းဖို့ရန်အတွက်အလုံးမပြန်ရည်ကြည်တယ်ဖခင်သခင်တင့်ကိုမြောက်စားခဲ့တာအမေမဖြစ်စေဘဲနဲ့ခေါင်းဖြစ်စေတာဖြစ်တယ်ဖခင်သခင်ကားတို့ရှင်ကျွန်ုပ်ပေါ်ပါတို့ရှင်တကယ်အောပွဲအမှုပြို့တော်မူတဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်ရှေးအကြံစီလဲပဲမရွေ့ပဲနဲ့ကျွန်တော်တို့အတွက်ရှေး ရင်ဆိုင်ရမယ့်အရာတွေကိုလည်းပဲဘုရားကကြိုတင်ပြီးတော့စီမံပြီးမှကျွန်တော်ကိုလမ်းပြရတယ်ပို့ဆောင်တာဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်အတိတ်ကြံခဲ့ပါပြီเนาะကြံခဲ့တဲ့အတိတ်တွေကျွန်တော်အသက်ရွယ်လိုက်ပြန်စင်းစားကြည့်လိုက်ပါအတိတ်တွေများကြီးကြံခဲ့ပြီအဲ့ဒီထဲကမှယခုလောလောဆယ်ပြစ်စုံပံအတိတ်ကတော့2025ခုနှစ်အတိတ်ကျွန်တော် January လကနေမှ November လထိကြံခဲ့ပြီเนาะကြံခဲ့ပြီ အခုဒီဇင်ဘာလလည်းပဲရပိုင်းတော်တွင်ပဲတရက်ပြီးတရက်ကျွန်တော်ကိုအတိတ်ကခြံခဲ့ပြီเนาะအခုကျွန်တော်ခြံခဲ့ခြံခဲ့ခြံခဲ့ပြီးတော့နောက်ဆုံးမှာလို့ရှိရင်ဒီဇင်ဘာလကုန်သွားရင်တော့2025ကုန်ပြီ2025လည်းပဲကုန်ရောဖျားပေးမဲ့ရှစ်မှာစီစဉ်ထားတဲ့2026ခုနှစ်နှစ်သစ်မင်္ဂလာမြတ်ကလည်းကြိုးစိုးနေပြီလေကြောက်ဒီနေ့ကျွန်တော်အသက်တာမှာလို့ရှိရင်ဖျားသခင်ပြင်ဆင်ထားတဲ့အရာတွေကကျွန်တော်အတွက်အသက်ဆန်းနေရပဲချစ်တတ်မိတ်ဆွေ ဘယ်တော့မှအဟောင်းနှမ်းတဲ့အရာနဲ့ဘုရားပြင်ဆင်ထားတာမဟုတ်ဘူးဘုရားကကျွန်တော်တို့အတွက်စီမံပေးတာအသစ်ဆန်းနေတဲ့ပဲဘုရားကကျွန်တော်ကိုမောမှန်ပေးတဲ့အတွက်ကြောင့်ကျွန်တော်ကလည်းပဲတကယ်ပဲစိတ်နှလုံးသားထဲကနေမှဘုရားသခင်ကိုတစ္ဆာနဲ့မြဲမြံသောစိတ်နဲ့ကျွန်တော်ဘုရားကိုကိုးကွယ်ဖို့စိတ်ကပ်ဖို့ဘုရားကိုယုံကြည်ဖို့ရန်အတွက်အလုံးမပင်အရေးကြီးပါတယ်ဒါချစ်တဲ့မိစေပေါတော့စာလံကျမ်းခန်းကြီး100နဲ့90ကိုလည်းပဲကျွန်တော်ကြည့်ကြရအောင်150အငယ်6ကိုကြည့်တဲ့အခါမှာလည်းပဲ ခုနကကျွန်တော်ဖတ်ခဲ့ပြီအသက်ရှိသူတို့အပေါင်းတို့ကထာဝရဘုရားကိုချီးမွမ်းပါလို့ပြောတဲ့အတိုင်းပဲဒီနေ့ထာဝရဘုရားကိုကျွန်တော်ချီးမွမ်းဖို့ရန်အတွက်ဖြစ်ပါတယ်။စာလံကျမ်းခန်းကြီး103၊ပိုက်ငယ်1ကိုလည်းကျွန်တော်ဖတ်ပြခြင်းနဲ့စာလံကျမ်းခန်းကြီး103ပိုက်ငယ်1မှာလည်းပဲဘလို့ဖော်ပြလဲဆိုတော့ဒီနေ့ကျွန်တော်အားလုံးကချီးမွမ်းခြင်းအမှုပြုတဲ့အခါမှာကျွန်တော်အတွက်တကယ်ပဲမွန်မြတ်တဲ့ကောင်းကျိုးချမ်းသာဖြစ်တယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်ကသိရှိဖို့ရန်အတွက်ဖြစ်တယ်။ဒါကြောင့်ထာဝရ စာစာနာကြခိုင်းတရား၃ပိုင်းငယ်တစ်ကိုကြည့်တဲ့အခါမှာအိုးငါဝင်းရင်ထာဝရဘုရားကို ကောင်းချီးပေးလော။ငါ့ရစ်ထဲမှာရှိသမျှတို့တန်ရှင်းသောနာမတော်ကိုကောင်းချီးပေးကြလော။အိုးငါဝင်းရင်ယနေ့ထိငါအသက်ရှင်ခွင့်ရတယ်။ငါတို့ယနေ့ထိငါအသက်ရှင်ခွင့်ရတယ်။နှလုံးသားခုန်ခွင့်ရနေတာ။ဒါဘုရားရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးဖြစ်တဲ့ဒါကြောင့်အိုးငါဝင်းရင်ဘုရားသခင်ယနေ့ထိငါဝင်းရင်ကိုတကယ်ပဲတန်ဖိုးထားတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်ပြောပြလေ။ ငါအထင်၌ရှိသည်များတို့တန်ရှင်းသောနာမတော်ကိုကောင်းချီးပေးကြတော့ဒီနေ့ဘုရားသခင်ရဲ့ဂုံတော်နာမတော်ကိုကျွန်တော်အားလုံးကရေတွက်ချီးမွမ်းကြပြီးတော့ယနေ့ဘုရားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားတဲ့ဘုရားသားသမီးရောက်တိုင်းဖြစ်ကြပါစေစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့အမြဲတမ်းပဲတာယာတော်ဝါပြောတော်အတ္တနဲ့ရှင်သန်နိုင်ကြပြီးတော့နေ့အစဉ်တိုင်းဘုရားသခင်ကိုဥစွာပထမချီးမွမ်းခြင်းရစ်အမြဲပြုတ်ပြီးတော့အသက်ရှင်နိုင်တဲ့ သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်တယ်ချစ်တဲ့မိစေများအားလုံးဝဖျားအထူးကောင်းချီးချပါစေ